ဦးချင်းမြင့်မင်္ဂလာပါမင်္ဂလာပါခင်ဗျအေးကျွန်တော်ဒီနေ့ဆွေးနွေးမယ့်ကိစ္စကတော့ကျွန်တော်အခုတရုတ်ကကျွန်တော်ဗမာပြည်နိုင်ငံအိမ်မှာထဲထဲဝင်ပြီပေါ့နော်ဝင်ရောက်ဆုတ်ဖက်လာတယ်သူများပြည်တွင်းကိုဝင်ရောက်မဆုတ်ဖက်ဘူးလို့သူကပြောနေရင်လည်းတခြားလူတွေကမဆုတ်ဖက်နဲ့ငါပဲဆုတ်ဖက်မယ်ဆိုတဲ့သဘောကြီးဖြစ်လာတယ်ပေါ့နော်အဲ့ဒီနေရာမှာဟိုအာရှတိုက်ကအင်အားကြီးနိုင်ငံဖြစ်တယ်လို့ကမ္ဘာအင်အားကြီးနိုင်ငံတခုလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမိုကရေစီတော်လှန်ရေးမှာအင်ပရာဟို ရှင်းရှင်းပြောတော့တစ်ဖက်ကမင်းအွန်လိုင်းတို့ဘက်မှာအင်အားကြီးတဲ့တိောရက်လိုက်တဲ့တဲ့ကျွန်တော်တို့တော်လေးသတိထားမှအချင်းကြီးဖြစ်လာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဥကြည်မြေအမြင်ကိုဆွေးနွေးတင်ပြပေးပါ။အော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းမတွေ့ပြတာကြားသွားတော့ခုလိုပြန်ပြီးစပြောပြတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီလိုဗျာဟိုတရုတ်ကကျွန်တော်တို့မအားလားစစ်တပ်ကိုပုံအော်လိုက်ပြီ အဲ့ဒါတန်တရားမရှိနေတော့ပုံအောလိုက်ပြီးတန်ဟိုတမ်းမန်လောက်တာမဟုတ်တော့ဘူးနိုင်ငံရေးကစားတာမဟုတ်တော့ဘူးပုံအောလိုက်ပြီးဘလို့ပုံအောလိုက်တယ်လဲဆိုတဲ့ခါကျတော့ခုဒေါ်လာဈေးတည်ငြိမ်အောင်ဆိုပြီးတော့ရင်တရုတ်ငွေနော်အပါအဝင်ဒေါ်လာဘီလီယံချီးပြီးတော့ကျွန်တော်တိလောက်ကတော့3ဘီလီယံလောက်ထုတ်ချီးပြီးတော့ဒေါ်လာကိုကြားကန်ထားတယ်အမတ်တစ်ပေါ့ second ကတော့ဗာလဲဆိုလို့ရှိရင်သူတို့ ရွေးကောက်ပွဲလုပ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ပြီးတော့ legislamy ရအောင်နော်မအလာကိုတမရအဖြစ်တင်မြောက်ပြီးတော့ legislamy မအလာရတော့အောင်လုပ်ပြီးလိမ့်ဘာဖြစ်လို့ဒီလိုလုပ်တာလဲဆိုတဲ့အခါကျတော့အကျိုးဆက်ကတော့သူတို့တပည့်လုံးမအလာအကောင်းဆုံးသောတပည့်ပဲဆိုတာကိုသူတို့သိသွားမအလာကသူတို့ပြောတာရတယ်သူတို့ခိုင်းတာကိုလုပ်ပြီး လားအပိုးချိုးသွားတဲ့လူလို့သူတို့ဒီလိုသတ်မှတ်လိုက်ဒါကြောင့်လို့ပုံအောလိုက်အဲ့တော့အဲ့လိုပုံအောတဲ့ဒုတိယအကြောင်းကတော့ဘာလဲဆိုတော့မဟာလာတမရဖြစ်ပြီးတော့ legitimacy ရသွားပြီဆိုသူတို့ရက်ထားတဲ့ဘင်းအွန်လိုင်းရတယ်ဂျွန်လ20ရက်နေ့ကအခုဂျွန်လ20ရက်နေ့ကနေပြည်တော်မြောက်တဲ့အစီအဝေးမှာမြစ်စုံတွေပြန်စာတင်နေတရားစစ်တအားတွေကျွန်တော်လာ ဒီလိုရောမြစ်ဆုံမစနိုင်လို့ဖြစ်တာဒီလိုပြောတယ်တကယ်ကြတဲ့အခါကျတော့မြစ်ဆုံစလဲပဲ90ရာခိုင်နှုန်းကတရုတ်ကိုပေးရအဲ့ဒါကိုချမ်းသာတယ်90ရာခိုင်တို့တရုတ်ကိုပေးရမှာကျွန်တော်ကပြန်ဝယ်ယူရအဲ့ဒါကိုဖွက်ထားပြီးတော့မြစ်ဆုံမစနိုင်လို့ပဲလျှက်စစ်မရတယ်လို့ပြောနေတယ်အဲ့တော့မြစ်ဆုံကိုသူတို့ပြန်စဖို့လုပ်တယ်တခြားအကုန်လုံးတရုတ်စီးပွားရေးတွေကိုတွန့်လှုပ်လာဒီတိုင်းသူတို့ ဒါတွေလည်းအများကြီးအတိုးတွေရောအကြီးတွေရောရကြတယ်အလကားမှတစ်ပြည့်တရုတ်ပဲဗျာစီပေါ်ရေးသမားအလကားဖြစ်မခံတော့ဘူးအဲ့ဒီဟာတွေကိုကျွန်တော်တိုင်းပြည်ကိုတက်လန်နှိုးဆော်ပါတယ် NUG လည်းနှိုးဆော်ပါတယ် NUG လည်းကျွန်တော်ပြောချင်တာကတော့ဟလာအကြံပေးရပါဘူးများပြီတိုက်တွန်းရပါဘူးလည်းများပြီတထပ်ပြောပါရစေခမရတော့အစိုးရအဖွဲ့တိုင်းကစားနေတာကိုရက်တော့တော်ပါတော့နော်တကယ်မြေပိုင်နဲ့ စစ်နေအောင်တိုက်ပြီးတော့မြေပိုင်နဲ့အစိုးရစစ်စစ်ပွက်ဖို့စ조사ပါအခြေပါသေးတယ်အဲ့ဒါကိုဒီတဲ့နောက်ကြလို့ကတော့ကျွန်တော်တို့တရုတ်ကြိုဖြစ်ပြီเนาะကျွန်တော်တို့အကုန်ဒုက္ခရောက်ကြလိမ့်မယ်လို့အဲ့ဒါကျွန်တော်ပဏာမားလေးစပြောချင်ပါတယ်ဗျာအေးဗျာဦးကြည်မင်းကျေးဇူးတင်ပါတယ်အေးကျွန်တော်လည်းဒီတရုတ်ကမဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တယ်ဗောနော်ဒီကုလသမဂ္ဂမှာလည်းသူတို့ကဟိုအမြဲတမ်းဟိုဒီအဖွဲ့ဝင်၅ဦးတည်းမှာဗီဒီယိုအနာသုံးနိုင်တဲ့ဟို နိုင်ငံဖြစ်တရုတ်ကပါနေတဲ့အခါကျတော့ကျွန်တော်ဗမာပြည်နဲ့ပတ်သက်တဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ဒီအနောက်နိုင်ငံတွေကစစ်အုပ်စုဖိနှိပ်ပြီးတော့နော်ဒီ sanction တွေအဲလုပ်တဲ့အခါကျတော့ရှင်တရုတ်ကအမြင်အားကာဝယ်ပေးခဲ့တယ်ပေါ့နော်တရုတ်နဲ့ရုရှားကကာဝယ်ပေးခဲ့တယ်ဆိုတော့ဒီတရုတ်ပြီးရင်အင်အားကြီးတဲ့နိုင်ငံရုရှားဖြစ်တယ်ပေါ့နော်အမေရိကန်ကနံပါတ်1ပေါ့တရုတ်ကနှစ်ရုရှားက3ဆိုတော့အဲနှစ်နဲ့3ကဗမာပြည်ရဲ့ဘက်မှာ ကျွန်တော်တို့ပြည်သူလူထုတော်လာနေတဲ့ဒီမိုကရေစီအရေးမှာမပါမနဲ့သူတို့အာဏာရှင်ကိုဦးစားပေးတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်သူတို့ကစစ်တပ်ကိုသူတို့ဒါထောက်ခံကြောတော်နှခံပြုတ်ပြီးတော့လှုပ်တဲ့ကိစ္စတွေကကျွန်တော်တို့ဒီမိုကရေစီအင်အားစုအတွက်အင်တာဆိုရင်စရာရှိတယ်ဆိုတာကျွန်တော်လည်းမြင်တယ်ပေါ့နော်ဒါမှမဟုတ်ဒီအခုမင်းအွန်လိုင်းလိုင်း Belarus ကိုသွားနေတယ်သွားပြီးတော့ Belarus ကနေတဆင့်ဒါရုရှားရဲ့ဒါ ဘယ်လိုရက်ကလည်းတယောက်ဟိုတပည့်တယောက်ဖြစ်တယ်ဆိုတော့သူတို့နဲ့ညှိပြီးတော့ဟိုအနုမြူနျူကလ িয়ার တက်စစ်အပီးစေယုံနေပဲသူလုံးမယ်ဆိုရက်ဒီတလွဲအတွေးခေါ်နေချစ်ကတားကြီးလည်းရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ဥကျင်းညပြောသူပေါ့မြေဆောင်စီမံကိန်းလာတကယ်လို့အကောင်းနဲ့ပေါ်လာမယ်ဆိုရင်ကျွန်တော်တို့အထက်ဒီဒီရေကာရာတွေကတကယ်လို့ ျွန်တော်ဒီငွေလင်းนี่အကြီးကျယ်လှုပ်လို့ကျွန်တော်မြန်မာနိုင်ငံကြီးကလည်းငွေလင်းကြောမှာကြာနေတွေ့ငွေလင်းအကြီးကျယ်လှုပ်လို့အဲရေကာတာကြီးကျိုးပေါက်သွားရင်အောက်ဗမာပြည်တစ်ခုလုံးကရေလွန်သွားပြီးတော့အများကြီးတန်းနဲ့ချီတည်ကြရမယ်တဘောတည်းရှိတယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ဒီမြေဆောင်ရေကာတာပြန်လဲတိဆောက်ဖို့မင်းအောင်လိုက်ပြောတာဟာလုံးဝလက်ခံနိုင်စရာအကြောင်းလည်းမရှိသလိုရှင်းရှင်းပြောရင်ကျွန်တော်တို့ခင်ဗျာပြောလို့ပေါ့ကျွန်တော်ရမှာဆဲရခိုင်တော့ 90ရာခိုင်နှုန်းတည်းဆက်ကတရုတ်ပြည်သွားမှာဆိုတော့ဟိုဒီတိုင်းစင်လက်ထက်မှာလဲလက်စစ်ဝင်ကြီးကိုတိုင်ကဥယျာထွက်လာပါလားပျော့သွားတာရှိတယ်။ကျွန်တော်တို့ဗမာပြည်ကလက်စစ်တွေပူရှံနေလို့လာတရုတ်ကို90ရာခိုင်နှုန်းပြီးဗမာပြည်10ရာခိုင်နှုန်းပဲယူမယ်ဆိုတာမျိုးပြောလိုက်တဲ့အတွက်အဲဒီဒီသူလဲဟိုဟိုနောက်ပိုင်းတန်းဆွေတို့ကဟိုထုတ်ပလိုက်တာဖြစ်တာပေါ့နော်။အဲ့တော့ဒီခိုက်စားတယ်ကျွန်တော်ကြည့်မယ်ဆိုရင်ဒီ မြေစုံစီမံခန့်ကတော့ကျွန်တော်အားလုံးလက်မခံနိုင်ဘူးအဲ့လိုဖြစ်လာမှဆိုရင်တော့ကျွန်တော်ဗမာပြည်ဒပြည်လုံးအနေနဲ့ဟာအင်တာအနေကြီးရတူပဲပြောပြရသေးဦးကျင့်မြင့်အနေနဲ့ဆက်ပြီးတော့ဆွေးနွေးပြပါအောင်အခုတို့လား2025မတ်လမှာတစ်ချိန်ခုဂျွန်မှာတစ်ချိန်ငင်းရန်ရေးဖိုရမ်ဆိုတာတွေကိုလုပ်နေလို့အဲ့ဓာတွေကပြည်တွင်းပြပါဘူးဟန်ဆောင်လင်ညာနေတဲ့ဟာတွေဆိုတာ ကျွန်တော်တို့ကတော့အတွေ့အကြုံကြီးရသိခဲ့ပြီပေါ့သို့တယ်လေမျိုးဆက်တွေကလည်းပြက်ပြက်လာတဲ့အခါကျကြော်ညာကလည်းတအားဝင်နေတယ်ပေါ့သူ Facebook ကလည်းပဲဟိုစင်ဆာတွေကိုဖြတ်လိုက်ပြီဗျဟိုတုန်းကဆိုလို့ရှိရင် NUG နဲ့ဟို NLD နဲ့ Facebook နဲ့စာချုပ်ချုပ်ထားတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီဒီမိုးစီကိုကာကွယ်တဲ့ဟာပေါ့ဗျ ND NLD ကိုထိခိုက်မဲ့ဟာလေဆိုရင် Facebook တင်းကဖြတ်ချတယ် ဲ့ဒါကို Facebook မှာဝန်ထမ်းတွေခတ်တာလေ NLD ကအဆိုပြုရတယ်ကျွန်တော်အတိအလောက်ကတော့ဟိုတော်တော်များတယ်ဗျဟိုဆယ်ကနန်းတော်တော်များတယ်အဲ့ဒီဟာတွေကို Facebook ကလာစာပြီးတယ်ပေါ့ခုအဲ့လာ2026တိစာချုပ်ကတော့ချုပ်ထားတာသို့တော်လည်းပဲအဲ့ဒါကိုခုဖြတ်လိုက်ပြီးနေတူအခု Facebook မှာတော်တော်များများနော်ဒီစစ်အစိုးရကိုလိုလားတဲ့စစ်အစိုးရကြော်ညာတွေတော်တော်များများ Facebook ကိုတက်လာကြမဆန္ဒမင်းနဲ့ကြော်မျိုးမင်းတို့ဥစားမျိုးတွေ နောက်တစ်ခါနောက်တစ်ခါစောဒီ NBU ကစောတမ်းမြင်လားမသိဘူးအဲ့သူနာမည်အဲအဲ့ဒီအဲ့ဒီအဲ့ဒီလူတွေရဲ့ဟိုတော်တော်ဟောဗျာဘုဂျုတ်ဂျေဇူးဘာမှမရှိဘူးအောင်ဆန်းဂျေဇူးဘာမှမရှိဘူးဆိုတာမျိုးတွေဟောဗျာဘုဂျုတ်အောင်ဆန်းဟောတော်မှာပဲစောကားမော်ကားလုပ်တဲ့ FUB ဥက္ခစောတမ်းမြင်တယ်အဲအဲ့လိုမျိုးတွေအထိတက်လာတယ်ဟောအဲ့လိုမျိုးတွေအထိတက်လာတယ်ဘုဂျုတ်ကိုစော်ကားတဲ့ဟာတွေတော့မှာ အဲ့လိုဟာမျိုးတွေနောက်တစ်ခါကြည့်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ default ငင်းညာရေး forum ဆီအားရပြည်တွင်းပြည်ပမှာသူတို့အားယူတာပေါ့အဲအဲမဟာလာစစ်အာဏာဒီစစ်ဖက်စစ်တွေရှေ့ကိုတလန်းတိုးလာတာပေါ့ပြည်တွင်းပြည်ပကိုပြည်ပမှာဆိုရင်လည်းပဲတရုတ်အထုသာဓမတရှိကျွန်းတက်တယ်အိန္ဒိယသာမတ်တက်တယ်ဂျန်နက်တန်တမာနေရတော့တိတ်မတက်ပါဘူးနောက်ပြီးတော့သူတို့လှုပ်ထားတဲ့ဥစိတ်သိင်လက်ထက်ကလှုပ်တော့ make up လှုပ်ထားတဲ့ တင့်တင့်လို့အမြင်ခံတဲ့ဇော်ဦးတို့အောင်နိုင်ဦးတို့တမောင်ရွှေတို့အဲ့ဒီကောင်တွေတက်တယ်ပေါ့ပြန်တော့ကိုကိုကြီးတို့တက်တက်ခိုင်တို့ဒါမျိုးတွေတက်လာတယ်နောက်တစ်ခါရွေးကောက်ပွဲကိုလည်းတွန်းပြီးတော့ပြောလာတယ်ဥမာမော်လမြိုင်မှာဆိုလို့ရှိရင်ကိုကိုကြီးနဲ့တက်တက်ခိုင်ပါတီကို NLD လက်မှတ်ထိုးထားတဲ့နောက်ကျွန်တော်တို့အစိုးရဆန့်ကျင်မလုပ်ပါဘူးနော်နိုင်ငံရေးလည်းမလုပ်တော့ပါဘူးဆိုပြီးလက်မှတ်ထိုးထားတဲ့ NLD အဟောင်းနေ NLD ပါတီဝင်ကလူတွေ တက်တက်ခိုင်ပါတီနဲ့ကိုကိုကြီးပါတီတွေကိုဝင်ကြတယ်လို့ကျွန်တော်တို့ဒီလိုလဲကြားတယ်ပေါ့အဲအဲ့လိုအမျိုးကြားတယ်နောက်တစ်ချက်ကလည်းဘာလဲဆိုလို့ရှိရင်အဲနိုင်ငံခြားတပ်တမအမိခံတွေတက်တယ်မင်းအွန်လိုင်းကိုယ်တိုင်လဲတက်ပြီးတော့အဖွဲ့စကားတွေပါတယ်ကြီးကြီးကျယ်ကျယ်တွေဒီတက်ပြီးတော့လာတဲ့အစီအစဉ်ရှိတယ်ပေါ့အဲ့တော့ပြောချင်တာကဘာလဲဆိုတော့သူတို့ကဒီရွေးကောက်ပွဲကြော်ညာကိုအယံကိုအယံကိုကြော်ညာနေကြတယ်သို့တော်လည်းပဲတကယ်ကြတော့ အဲ့ဒီတက်နေတဲ့လူတွေလည်းသိတယ်မင်း online ကိုယ်တိုင်လည်းသိတယ်အဲ့ဒီအစီအိုးကြီးဘူးကျင်းပတဲ့လူတွေလည်းသိတယ်အဲ့ဒါဘာမှဖြစ်လာမှာမဟုတ်ဘူးစာသူသိတယ်တိုးတော်လည်းအားလုံးဝိုင်းနေနေကြတယ်တိုင်းပြည်မင်း online ကဘလောက်တောင်လေးမထားလဲဆိုလို့ရှိသုံးရက်လုံးမှာကဲမနေ့မင်းကလည်းပြောပြီးတော့ဗျာဆက်မဘိုင်လုံးလူရောက်ထွက်သွားရတာခင်ဗျာအဲ့ဒါမြေကံပြီးမှပြန်လာအဆိုရအလေးနဲ့မထားဘူးပေါ့ဗျာအဲဆိုရသူကိုယ်တိုင်ကအလေးနဲ့မထားဘူးအဲအဲ့ဒါမျိုးတွေပေါ့အဲ့တိုးတော်လည်းပဲဟိုကျွန်တော်တို့ ိုဟွာလို့ဗျာဟိုကျွန်တော်တို့ငယ်ငယ်တုန်းကចောင်းသားဘွားတုန်းကဟိုမျက်လည်ဝိုင်းနေရှိတယ်မျက်လည်ဝိုင်းနေမျိုးစုံမပဲမြားလည်းမဆေးရောက်နာပါပဲအဲလွန်ခဲ့တဲ့နှစ်ပေါင်း65နှစ်လောက်ဆိုတော့ကျွန်တော်တို့10နှစ်ဆက်တဲ့နှစ်လောက်อยู่ပဲပေါ့ဗျာအဲအဲ့ဒီတုန်းကဆိုလို့ရှိရင်အာဇေခင်ကျွန်တော်တို့ကျွန်တော်တို့ကចောင်းကို9နာရီလို့ចောင်းတက်အမိလာရတယ်ဗျာလာလို့ရှိရင်ဈေးထိတ်မှာဘင်းထုပြီးတော့အဘင်းထုပြီးတော့ဆေးရောက်နေတာပေါ့ဗျာအမွေလမ်းပဲအာဟိုကငမ်းမွေကြီးဖန်လာတာအကြီးပဲ အဲ့ဒါကိုခဲမမြင်မှုတယ်လို့ကြည့်ကြဆိုတော့ကျွန်တော်ကလေးတွေပဲဗျာ၁၀နှစ်ကျော်လေးဆိုတော့အာငန်းမွေကြီးကြည့်မယ်ဆိုအเจ้าနေလဲပြက်ပေါ်ရာပြီးလဲပြောပထမလူ150 150ကနေပြီးတော့100လောက်100လောက်က90လောက်85လောက်ဖြစ်ပြီးတော့နောက်ဆုံးကျွန်တော်တို့ကလေးတွေပဲလူ20လောက်ကျန်တော့တယ်အဲ့ကျန်လဲကျန်တော့ဩဒီလောက်တော့ငန်းမွေကြီးကျင်တဲ့ကောင်းကြီးကတော့ကြည့်ရတာပေါ့ကွာဆိုပြီးတော့တခါလဲချင်းနှောင်းလေးကနေပြီးတော့ဗျာအဝတ်အုပ်ထားနေပဲဆွဲထုတ်ထားပစိုးလက်ကြီးဗျာကျွန်တော်တို့ချက်ပြစ်ချကျွန်တော်တို့ပါဗျာ ပြေးလဲရတာသေလူရောတခါတည်းငားမူကြီးဆိုပြအဲလူ20အဲ့တော့ကျွန်တော်ចောင်းလဲပြက်ကိုရအဲ့လိုပဲအခုလမ်းမေးမြဲတဲ့ဝိုင်းတိလုံနေတာဗျအဲ့နဲ့ဘာဘောက်ဘာဖိုးရန်ညာဖိုးရန်ဆိုတာပြောခေါ်ပဲကြော်ညာတွေပေါ့ဗျအဲ့တော့ခုနအနေဒီအဟောင်းနေရာလဲအခုဟလာအဲတခါတည်းကိုကိုကြီးဘာဒီကိုဝင်တက်တက်ခိုင်းဘာဒီကိုမင်းတို့စားကြည့်ငားချီလာကြအဲငားချင်တဲ့ကောင်တွေကတော့မင်းတို့ NUG မှာကြာရင်ခဲပေါ့ဟိုစားကြည့်တဲ့ကောင်တွေလာကြတကယ်ကြတော့မလာပဲအကုန်ယူသွားမှာပဲနောက်ဆုံးကြတော့လေ အဲ့လိုတိုင်းမိချီနေရတော့အဲ့လိုလဲတစ်ဖက်မှာဖြစ်နေတယ်လို့ဒါလေးလဲကျွန်တော်ထပ်မှန်ပြီးဖြစ်ဆွဲပြောခြင်းပါလေဗျာအဲ့ဒါကျွန်တော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီရွေးကောက်ပွဲဆိုတာကကျွန်တော်တို့ဒီပြည်သူအများစုကဟိုရွေးတဲ့ရွေးကောက်ပွဲပေါ့နော်လွတ်လပ်တရားမျှတဲ့တဲ့ဆိုရတဲ့ဒူရီကမဲထဲ့ခွင့်ရလို့ဟိုစား6 6လတ်မှုချင်း6မှုတွေမရှိဘဲနဲ့ ကိုအလှဆန္ဒနဲ့မဲပြီးတော့ဖြစ်လာတဲ့အဆူအမျိုးဆိုရင်တော့ကျွန်တော်ကဘာမှပြောစရာအကြောင်းမရှိဘူးပေါ့နော်အခုအချိန်นี่ကဟိုကျွန်တော်လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ကအဲ့ဒီရွေးကောက်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်လူကဒီမဲအောင်လည်းဖြစ်နေအဲ့ဒီရွေးကောက်ပွဲကော်မရှင်ကလည်းမဲအောင်လည်းခံထားတဲ့ရွေးကောက်ပွဲကော်မရှင်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တကယ်လို့သာမဲအောင်လည်းကတကယ်ဟိုရိုးသားစွာနဲ့ဒီ တန့်ပြေဘူးအာနာလွှဲပြီးချင်းသူအာနာသိမ့်စရာတော့မလိုဘူးအာနာသိမ့်နေဆိုရဲကအာနာလိုချင်းတော့သူကအာနာသိမ့်တာဖြစ်တယ်ရွေးကောက်ပွဲဆိုတာကသူမဖြစ်မနေသူဟိုစန့်ချီဒေါ်လာနဲ့နယူးဒေါ်လာကြီးပေါ်လာတဲ့အတွက်သူတို့လည်းတိုက်လို့မနိုင်တော့တဲ့အချိန်မှာရွေးကောက်ပွဲကိုတွင်တွင်ခေါ်ပြီးတော့ဟိုပြည်နေငိမ့်ညာကြီးလှုပ်ကြရအောင်လိုက်အောင်ဆွေးနွေးကြပါရွေးကောက်ပွဲဝင်ကြပါဆိုပြီးတော့ဆွဲနေတယ်ဆိုတာကသူတို့မနိုင်လို့ပေါ့နော်သူတို့နိုင်လို့ရှိရင်ဒီစကားပြောမှာမဟုတ်ဘူး အနိုင်အနိုင်တိုက်အကုန်တတ်ဆိုပြီးတော့သူတို့အနာကြီးမှာပဲဆိုတော့အခုကသူတို့သူတို့လည်းပြက်ပြက်သားသားမနိုင်နိုင်တဲ့အခြေအနေမှာတရုတ်အားကိုပြီးတော့ဒီအင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့အင်ဒီဂျင်တရုတ်အားကိုပြီးတော့ယူကောက်ဘဲဟိုသူဒါဆိုရင်နေတဲ့သဘောဖြစ်တော့နော်အဲ့တော့ကျွန်တော်တို့တမိုင်းကိုပြန်ကြည့်မယ်ဆိုလဲဟို NLD ပါတီကိုဒီအနာအမေယူကောက်ဘဲဟိုဒီနိုင်တဲ့လူအနာအမေဆိုပြီးတော့1990ယူကောက်ဘဲလဲသူတို့ ရှုံးတဲ့ခါကျတော့ဘယ်မှာလဲအချိန်ကဥပဒေကျောင်းဘူးတွေမရှိလို့အာဏာမလွှဲပေးနိုင်ဘူးဆိုပြီးတော့ဗိုလ်ချုပ်စောမောင်တို့ပြောပြီးတော့ယူသလိုပေါ်သလိုပြောပြီးရုပ်ောက်ပွဲကိုဟိုရက်လက်ကိုအကောင့်ထဲမဖို့ဘူးပေါ့နော်အဲ2020မှာလည်းဖြစ်ခဲ့တယ်အဲ့ဒါပြီးတော့နောက်ကျွန်တော်10နှစ်လောက်ဒီတိုင်းအချိန်ကဥပဒေစွဲရတယ်ဆိုပဲသူတို့လိုချင်တဲ့အခြေခံဥပဒေအားလုံးတည်တဲ့အတိုင်းဆွဲပြီးတော့2010မှာယူကော့ပဲလှုပ်တော့ခါချာအချိန်မှာလေဒီကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီအနံ့ရအောင်ဆိုပြီးတော့အောင်ဆန်းစုကြည်ကိုထောင်ထဲမှာထားပြီးတော့ရွက်ောက်ပွဲကိုလုပ်တယ်။လုပ်ပြီးတော့ဘကြုတ်သိန်းစီကနေဦးသိန်းစီအနေနဲ့တမရာကြီးဖြစ်လာတယ်ပေါ့နော်စစ်တပ်ကနေပြီးတော့အရက်သားကိုအနာလွှဲတယ်စစ်တပ်ကလူတွေပဲအရက်သားဝစ်စုံတွေဝစ်ပြီးတော့အာနာယူတာတွေ့တယ်ဦးနေဝင်းတော့လည်းဒီတိုင်းပဲဒါတောင်းကွာ94ခုနှစ်အခြေခံဥပဒေသူရသူဆွဲတယ်အဲ့ဒီပြီးတော့ရွေးကောက်ပွဲလုပ်တယ်ပြီးတော့တမရာကြီးဦးနေဝင်း ဘုဂျုတ်နေဝင်ကနေဖြစ်လာတယ်ပေါ့နော်။ဒီဟာတွေကျွန်တော်ကဒီတမိုက်တွေကျွန်တော်မြင်ပြီးသားဖြစ်တဲ့အတွက်အခုဒီအခုဒီခါတော့မင်းအွန်လိုင်းရွေးကောက်ပွဲရလေ။မင်းအွန်လိုင်းဦးစီးကျင်းပါပြီးတော့သူ့ရဲ့လူတွေနဲ့သူလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကလက်မခံတာဖြစ်တယ်။ရွေးကောက်ပွဲကို UN တို့ကတော့လုပ်ပေးမယ်နော်။ဟိုဂျာတက်တရအုပ်စုကလုပ်ပေးမယ်ဆိုရင်ဒါကျွန်တော်တို့ကလက်ခံတို့ရတယ်လို့ကျွန်တော်နေတော့မြင်တယ်။ဒါအခုအချိန်ဒီပုံစံမျိုးကငါငါဖဲငါချိုးငါပဲအာနာယူမယ်ဆိုတဲ့ပုံစံဖြစ်တဲ့အတွက် ရွေးကောက်ပွဲတော့ကျွန်တော်ကလုံးဝယုံကြည်တယ်မရှိဘူးလက်လည်းမခံဘူးလို့ပြောချင်ပါတယ်ကျွန်တော်လည်းဒီသဘောသဘောနဲ့ရှိပါတယ်ကျွန်တော်တို့1990ခုနှစ်ရွေးကောက်ပွဲကျွန်တော်တို့စဉ်းစားရင်တွေ့ပြီးတော့နော်ဂျာပြအစိုးရမရဘဲနဲ့ရွေးကောက်ပွဲမဝင်နဲ့ဒီကောင်တွေကလူလိမ်နေဒီကောင်တွေကလူလိမ်နေဆိုတာပြောခဲ့တော်လည်းပဲ NLD ပေါ့ဗျာအဲ့တော့အောင်စုတင်ငါပြောကောက်ဖို့ဝင်ခဲ့တယ်လင်ခန်းအဲ့တော့စစ်တပ်ဆိုတာအမြဲတမ်းလိန်နေတာပဲအမြဲတမ်းလိန်နေတာပဲဆိုတာတမိုင်းမှာသွားတွေ့ရနောက်တော့ခါ2010မှာလေဒေါ်ဆန်းစုဒီကိုဖန့်ချုပ်ပြီးထောင်ထဲထည့်ထားပြီးတော့ဟလာရွေးကောက်ဖို့မဝင်နိုင်အောင်ထောင်ကျနေတဲ့လူရွေးကောက်ဖို့မဝင်ရဆိုတာဒေါ်ဆန်းစုကြီးပထုတ်လိုက်ပြီးတော့ဟလာ NLD ပါတီလည်းဝင်ဝင်မရတော့ NLD ပါတီမဝင်တဲ့အချိန် ူတို့ရဲ့စိတ်ကြက်လုတ်သွားပြီးတော့အနိုင်ယူသွားခဲ့နောက်တစ်ခါအခုလည်းပဲလာပြန်ပြီ2021မှာဟလာရွေးကောက်ပွဲအနိုင်ရထားတယ်2020မှာအနိုင်ရတဲ့ပါတီနဲ့ဟလာ SND တို့ဒီကန်တာတဲ့ရွေးကောက်ပွဲကော်မရှင်နဲ့သူတို့ကတခါထပ်ပြီးရွေးကောက်ပွဲလုပ်အောင်မယ်ဆိုခင်ဗျာသူတို့ခံထားတာပဲကော်မရှင်ကဘယ်လိုလုပ်ပြီးရောခင်ဗျာတရားမျှတတဲ့ အခုယူကောဝဲကော်မရှင်ဥက္ကဋ္ဌတွေအယက်သားတွေမခန့်တော့ဘူးသူတို့စစ်တပ်ကလူတွေပဲခန့်တော့တယ်အဲ့ဒါဘာပြုလို့လဲဆိုတော့ဒီပြီးခဲ့တဲ့2010 20ယူကောပွဲကိုသူတို့ကမဲမတာမှာပါဘူးဆိုပြီးတော့မှုဖွင့်ပြီးတော့စစ်လိုက်တဲ့အခါမှာယူကောပွဲကော်မရှင်ဥက္ကဋ္ဌတွေမြို့နယ်ခရိုင်တိုင်းကအကုန်လုံးကဒီယူကောပွဲကတမတမကြတဲ့ယူကောပွဲဖြစ်တယ်ဆိုတော့ဥက္ကဋ္ဌတိုင်းကအကုန်ထွက်တာဗျာ toilet ထက်ကိုအဲ့ပက်လက်လေးလမ်းပြီးတော့ဖမ်းချုပ်ထောင်လေးချပေါ်ရအဲ့ဒါတွေလောက်ရတဲ့ဘဝရောက်တယ်ဒီတခါတော့မကြည့်တော့ဘူးဒါအယတ်သားတော့မခံတော့ဘူးငါတို့စစ်သားစစ်ဘိုတွေပဲခံတော့မယ်ဆိုပြီးတော့အခုဥပဒေပြင်းပြီးတော့အဲ့ရွေးကောက်ပွဲကိုခင်ဗျဝန်ထမ်းတွေပဲခံတော့မှာဝန်ထမ်းမှာလည်းစစ်စစ်သားတွေပဲဟလာစစ်သားဟောင်းတွေပဲခံတော့မယ်ဆိုပြီးဥပဒေပြင်လိုက်တယ်ဗျာအဲ့တော့ဘလို့လောက်ပြီးတော့ခင်ဗျတရားမျှတတဲ့ရေကောက်ဝဲဖြစ်မှာလေမဖြစ်နိုင်တော့ဘူးအဲ့တော့တစ်ဖက်သက် တရုတ်လုံရွေးကောက်ပွဲမဟာလာသမရဖြစ်အောင်လုပ်တရုတ်ကျွန်ဇက်ခင်းမဲ့ဂိမ်းဆိုင်နေဒါကြောင့် NUG ခင်ဗျားတို့စစ်နိုင်အောင်တိုက်ပါစစ်နိုင်အောင်တိုက်တဲ့ခြေလမ်းนี่လည်းပြင်းမှုတော်ဇိုးနေပြီဆိုတာကိုလည်းပဲကျွန်တော်တစ်ဖက်ကလည်းဒီလိုတိုက်တွန်းနှိုးဆော်ကြပါလေဗျာအေးဗျာဦးချင်းမြင်ပြောတာကျွန်တော်နည်းညင်းစရာအကြောင်းမရှိပါဘူးကျွန်တော်တို့ဒီအခုတော်လိုင်းရဲ့ကျွန်တော်တို့ဒီဥဆောင်ဖွဲ့လို့ခံယူထားတဲ့ NUG အနေနဲ့ ဟိုအခုမောင်ဆောင်ခါတို့ BBL ရဲ့စေတနာတန်တန်းဆင်ပွဲမှာလာတက်တာမျိုးထက်နော်ဒီတွန်လိုင်းအင်အားစုတွေကိုရှေ့ရတွန်လိုင်းအင်အားစုတွေအားလုံးကိုကျွန်တော်ခဏခဏပြောနေတယ်ဒီ Zoom meeting ခေါ်ပြီးတော့ဆွေးနွေးညှိနှိုင်းကြပါတောင်းတောင်းဒီရင်းနှီးယုံကြည်မှုတိစောက်ကြပါ လူတယောက်ကိုအဖွဲတစ်ဖွဲလူစရာကကိုယ်အတိမတ်ပြူတယ်ဆိုရင်ကိုကလည်းပြန်အတိမတ်ပြူမှုရှိတယ်ကိုကအတိမတ်မပြူနဲ့ငါတို့ကအထက်စီးရဖွဲပဲကြံတဲ့ကောင်တွေငါတို့ဆက်တယ်ကြမလို့မာနာကြီးထားနေရင်ကြံတဲ့ဖွဲတွေကလည်းသူတို့သူဂုံတိတ်ခနဲ့သူမာမာနာနဲ့သူရှိတာပဲအဲ့တော့အဲ့ဒီလူတွေအားလုံးကိုကလူကြီးအနေနဲ့အဖွဲကြီးအနေနဲ့ဟိုဒီ compromise လုပ်ပြီးပါနော်ဒီ ငါတို့သဘောထားကြည့်ရဲငါတို့ဆွေးနွေးကြည့်ရအောင်မင်းတို့ဘာတွေခက်ခဲရှိတယ်ငါတို့ငါတို့ဘယ်လိုတွဲလို့ကြရင်ကောင်းမလဲဆိုတာမျိုးအရာပေးပြီးတော့ဖိတ်ခေါ်မယ်ဆိုရင်အားလုံးကလည်းပြန်လည်လေးစားမှုနဲ့တပတ်နဲ့တစ်ပတ်ယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီစာကိုအချိန်မနှောင်းရင်အမြန်လို့ပို့တင့်တယ်အဲ့လိုကျွန်တော်ဒီနေ့ကနေတိုက်တွန်းခြင်းပါတယ်ဦးကြည်မြင့်ဖြည့်စွဆွေးနွေးလို့ရပါတယ်ဟိုကျွန်တော်ခုနကတော့ဟိုတရုတ်ကစွတ်ဖက်မှုတွေမှာပြောဖို့တစ်ချက်ကလေးကြံသွားတယ် အဲ့ဒါတော့ပါလဲဆိုတော့တရုတ်ကသူတို့ငွေတွေထောက်ပံ့နေเนาะ NGO ဒီမာလာကိုတမရဖြစ်အောင်လုပ်မယ် legitimacy ရအောင်လုပ်မယ်ဆိုတဲ့အပြင်သူတို့ဘာလှုပ်ထားသေးလဲဆိုတော့ NUG တခုတည်းတဖွဲ့တည်းအနိုင်မရအောင်လှုပ်ထားတယ်မရစေရဘူး NUG တခုတည်းဥဆောင်မှုနဲ့စစ်မနိုင်စေရဘူးလို့သူတို့ဆုံးမစချပြီးတော့အကုန်ဟန့်ထားတယ် ဟန့်ထားတယ်အဲ့ဒါလေးကတွေ့နေရပြီတော့ NUG ခမရတက်ရောက်တဲ့စစ်နယ်အောင်တိုက်မယ်လို့စိတ်ကူးမရင်တဲ့တိကျကလုံးဝခုမပြူအဲ့ဒါလည်းလှုပ်ထားပြီအဲ့ဒါကိုလည်းသတိပေးခြင်းပါလေဗျာဒါကြောင့်မလို့ခမရဟလာဟိုစားကောင်ပောက်ကောင်ဟလာဒီလိုပြောရတာကျွန်တော်ဝင်နေပါတယ်ကျွန်တော်လည်းအကြံကောင်းတွေအများကြီးပေးခဲ့ပါတယ်ဗျာအကြံဉာဏ်ဉာဏ်ကောင်းတွေပေးတယ်သတိတွေပေးခဲ့ပါတယ်ခမရတို့နားလည်းမထောင်ပါဘူးတိုက်လည်းမနိုင်တာပါနော်ကဲဒါမှမဟုတ်ထပ်ပြောရမယ်တိုက်မိတဲ့လူမျိုးမျက်နှာထောက်ပြီးထပ်ပြောအောင် ခမားတို့တပွဲတဲနေကတော့တရုတ်ကလည်းနိုင်ခွင့်မပြုဘူးလက်ရှိအနေထားလည်းခမားတို့မနိုင်နိုင်ဘူးဘာလို့လဲခမားတို့ထဲမှာကဘာနာငွေတွေလည်းရော့ကြလာပြီမမန်ကလည်းမတော်ဘူးတရံဇာတရရတဲ့ငွေတွေလာဘုန်းနေဘုန်းနေကိုစာချုပ်တွေရောင်းလာတဲ့ငွေတွေနော်ဟိုဝါတာဂိတ်တွေနဲ့အခွန်ကောက်တဲ့ငွေတွေပြည်တွင်းပြည်ပါအလှငွေတွေကိုခမားတို့စနစ်တကျသုံးတဲ့နေရာမှာမိသားစုအကျိုးကိုပါတီအကျိုးပဲ အများကြီးတုံးနေတာကိုတွေ့တယ်စည်ရည်ကိုတလောက်မရောက်ဘူးဒါကြောင့်ခမားတို့တရုတ်ကလည်းခမားတို့အနိုင်မပေးဘူးခမားတို့ကလည်းနိုင်အောင်မတိုက်နိုင်တော့ဘူးအဲ့ဒါတော့မလို့ခမားတို့ကတပ်ပေါင်းစုနဲ့တိုက်မှရမယ်ဟောဒါခမားတို့တောင်းတိုက်မိမျက်နှာထောက်ပြီးတော့ခမားတို့ zoom meeting တွေခေါ်ပြီးတော့နော်ခမားတို့ညီညွတ်အောင်လုပ်ပြီးတော့စစ်နိုင်အောင်လုပ်ဖို့တရားစူးစမ်းလဲအင်းလို့ဆိုပါတယ်ဗျာ โอเคဦးကြည်မြင့်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အခုဒီနေ့ဆွေးနွေးတာတော်ဆောင်သားဖြစ်တဲ့အတွက်ဒီနေ့ဆွေးနွေးကဒီမှာပဲရက်လိုက်ပါတော့မယ်အခုလို့နားပါပေးသက်ဒီအားလုံးလည်းကျေးဇူးတင်ပါတယ်ဆက်မနားတော့ပေးသက်ဒီအားလုံးလည်းကျေးဇူးတင်ပါတယ်